မေလ10ရက်နေ့ကနေပြီးတော့မေလအဲ16ရက်နေ့အထိเนาะအဲ့ဒီကာလအတွင်းမှာနေ့လိုက်ကောင်းဆိုးတွေနဲ့နေ့လိုက်ဆောင်ရွက်ရှောင်ရံတွေကိုပြပြသွားမှာပါဒီကာလတွေမှာတော့ကျမတို့เนาะဂျူနေထားတွေရအပြောင်းလဲတွေရှိပါတယ်ခွန်တင်ရနေရပေါ့နော်ကျမတို့ဗုဒ္ဓဖူးနေ့ခွန်ရနေရဗုဒ္ဓဖူးဂျူဟာပြောင်းသွားတယ်ပေါ့နော် အဲဘုဒ္ဓဘူးချူကသူကဘယ်ကနေပြောင်းတာလဲဆိုတော့မင်းယာတီကနေပြီးတော့မိတ္တယာတီကိုပြောင်းတာပေါ့နော်ဘုဒ္ဓဘူးကမင်းယာတီမှာဆိုရင်တော့သူကနေကြတယ်ပေါ့နော်ဒါပေမဲ့သူကမိတ္တယာတီကိုပြောင်းသွားတယ်ဆိုတော့ဒါပိုကောင်းတဲ့ဘက်ကိုပြောင်းသွားတယ်လို့ပြောလို့ရတာပေါ့နော်ဒါဘုဒ္ဓဘူးချူကပြောင်းတယ်ဇာတပတိချူကလည်းကျမတို့လာမစ်နော်14ရက်နေ့ဗုဒ္ဓဘူးနေ့ည7:00နာရီရနေပြီးတော့နော်အဲဒီ7:00နာရီ33မိနစ်57စက္ကန့်က မေထုံရာသီကိုသူကပြောင်းပါမယ်အဲ့လိုပဲ Yahoo ပေါ့နော် Yahoo ဂျူကလည်း၁၈ရက်နေ့ညနေပေါ့နော်ငါဟိုညဖြစ်မယ်တနင်္ဂနွေနေ့ညနော်၈နာရီ52မိနစ်မှာသူကကိုရာသီကိုသူကပြောင်းပါမယ်နော်အဲ့လိုဂျူပြောင်းလဲရှိနေတဲ့အတွက်ပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီရာသီဥတု နဲ့ပတ်သက်တဲ့ပြင်းထန်တဲ့ရာသီဥတွေတွေဂျုံနိုင်နေပေါ့နော်အဲငလင်လောက်တာတွေနော်ဒါကကြာသပတိကျူအပြောင်းလဲကြောင့်ဖြစ်နိုင်တယ်ငလင်လောက်တာတွေမြေပြိုတာတွေနော်ပြီးတော့ကျမတို့နော်ဒီယောဂဘေးတွေပေါ့နော်ဒါမျိုးတွေဂျုံနိုင်နေအဲ့လိုပဲကျမတို့ဒီ ယာဟုဂျိုပြောင်းလဲကြောင်းလေစင်နမောင်းတိုက်ခိုက်တာတွေလေပြင်းမုန်တိုင်းတိုက်ခိုက်တာတွေရေကြီးတာတွေတချို့ဒေသတွေမှာကြတော့ရေရှားတာတွေပေါ့နော်ဒါမျိုးတွေကြုံနိုင်နေရာသီဥတုဟာလဲပို့ပြီးတော့ပြင်းထန်နိုင်နေပေါ့နော်ဒါအပြင်စိတ်ဝင်စားစရာကောင်းတာကဇာသပတိဂျူကပုံမှန်အားဖြင့်တော့ तू ကတရားဒီမှာ तू ကဘလောက်နေလဲလို့ပြောရင်တစ်နှစ်နီးပါးနေတယ်တစ်နှစ်နေတယ်ပေါ့နော် ဒီနှစ်မှာကြာသပတေးချူကနော်တရားဒီမှာ तू ကတနှစ်မနေဘူးအញ្ញံသွားတဲ့နှုံးနဲ့ तू ကနော်အခု तू နေအခု तू ပြောင်းတာက မေထုံကိုပြောင်းတာနော်မေထုံကနေပြီးတော့ကြာသပတေးချူက29ရက်6လနော်29ရက်6လနေ့6လမှာကြာတခါမေထုံကနေ तू မေထုံရာဒီပေါ့မေထုံရာဒီကနေ တလကြော်ကြော်လောက်ကြာတော့သူကဘေးကိုပြောင်းမလဲဆိုလို့ရှိရင်သူကဒီဘက်ကရကတ်ရာသီကိုပြောင်းမယ်ပေါ့နော်ပုံမှန်အားဖြင့်တစ်နှစ်ပဲတစ်နှစ်နေတဲ့ဇာတပတိကလာပိုင်းတွင်းမှာကရကတ်ရာသီကိုပြောင်းမယ်ဆိုတော့အမြန်သွားတဲ့သဘောပေါ့နော်အဲ့တော့ဇာတပတိကြီးအဲ့လိုအမြန်သွားရင်ဘာဖြစ်သလဲလို့ပြောရင်မင်းအကြီးအကဲတွေပျက်စီးတယ်ပေါ့နော်ဒါကတော့ကျန်းနေထဲမှာရှိတယ်နက်ခတ် ပြလာကြနေမှာရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီကရကတ်ရောက်လေ तू ကကရကတ်မှာလေ तू ကအ мян ပြန်သွားတယ်အ мян ပြန်သွားပြီးတော့ तू ကကရကတ်မှာ तू ကအ мян ပြန်သွားပြီး तू ဘယ်ကိုပြန်လာမလဲလို့ပြောရင်နော်မိထုံရသည် तू ကပြန်ဝင်မယ် ဆိုတော့မေထိုးရာသီမျိုးပြောင်းဝင်နေအဲ့ကာလကအရှိကိုသွားနေရတယ်နောက်ပြန်ဆုတ်တယ်ဆို retro သွားတယ်ပေါ့နော် retro သွားတယ်ဂျာသပရိဟာဒီဒီတနှစ်ထဲမှာပဲသူကပုံမှန်မနေဘူးမြ мян သွားတယ်ပြီးလို့ရှိရင်အဲ့မှာမြ мян နေတယ်မြ мян နေပြီးတော့တစ်ခါမြ мян ပြန်နေဆိုတော့နော် retro သွားတယ်ကြာသပိ retro သွားတယ်ဆိုရင်ဘာဖြစ်တလဲကြာသပိနောက်ပြန်ဆုတ်တယ်ဆိုလို့ရှိရင်တော့เนาะဒီ movement တွေပေါ့เนาะ dance တင်တယ် movement dance တင်တယ်ပေါ့เนาะဆိုတော့ အဲ့လိုမျိုးကြမ်းအဆိုတွေတော့ရှိပါတယ်เนาะအဲ့တော့ဒီကာလတွေမှာတော့ကျမတို့ကကျမအနေနဲ့ပေါ့เนาะကျမအနေနဲ့အားလုံးကိုမေတ္တာနဲ့တိုက်တွန်းချင်တာကတော့เนาะဥဒူကြီးများများလုပ်ဖို့ပေါ့เนาะဒါကိုကျမကမေတ္တာနဲ့တိုက်တွန်းပါတယ်ဒါကဂျိုပြောင်းလဲတွေဟာကျမတို့မြန်မာနိုင်ငံတနိုင်ငံနဲ့ဂျုံဝမ်းမေเนาะကိစ္စမဟုတ်ပါဘူးတကဘာလုံးနေနဲ့ ကြုံရမယ့်ကိစ္စဖြစ်ပါတယ်။အဲ့လိုမျိုးဂျူတွေအနေထားနေပြီးတော့မြ мян သွားတာတွေမြ мян ပြန်လာတွေ retro သွားတာတွေအဲ့လိုမျိုးအပြောင်းလဲတွေဖြစ်တိုင်းဖြစ်တိုင်းမဖြစ်တလဲလို့ပြောရင်เนาะကဘာနဲ့အဝမ်းယောဂကြီးတွေ စိုက်တာတွေ့ရပါတယ်เนาะအဲ့လိုယောဂါတွေဖြစ်ကြတာနောက်စီးဝါးတွေမလုံလောက်တာတချို့ဒေသတွေမှာအစာရေစာ ရှားပါတာပေါ့เนาะဒါမျိုးတွေတွေ့ကြုံရတာဖြစ်တဲ့အတွက်ကျမတို့ကဒီလိုမျိုးကကတ်ပေးပါเนาะအဲ့လိုမျိုး အစာရေစာစီးဝါးပြဿနာတွေမပေါ်များပဲနဲ့လူအပ်တာရှားပါတာနော်ယာတိဥဒုတွေသဘာဝဘေးတွေကြုံရတာဒါတွေအားလုံးကိုကျမတို့ကကုသိုလ် ရေရရပြုတ်ပြီးတော့ပဲကျမတို့ကြော်ဖြတ်လို့ရပါတယ်เนาะအဲ့တော့ဒီကာလတွေမှာပြောရင်တော့လောဘကြီးဒုက္ခကြီးပါလိမ့်မယ်လောဘနှဲမှဒုက္ခနှဲပါမယ်အဲ့လိုပဲဒေါသကြီးရင်လည်းဒုက္ခပို့ပြီးတော့ကြီးနိုင်ပါတယ်ဒေါသနှဲမှဒုက္ခနှဲပါမယ်အဲ့တော့ လောဘကိုကျမတို့ကကိုကျင်းစာစိတ်လေးနဲ့ကျမတို့ထိန်းကြမယ်ပေါ့နော်။ဟောဟိုဒီကာလမှာငါတို့တိတ်လောဘကြီးလို့မဖြစ်ဘူး။လောဘကြီးရင်ငါတို့ဒုက္ခကြီးတော့မယ်ပေါ့။အဲ့လိုမျိုးစင်ကျင်သုံးတရားလေးထားပြီးတော့ကျမတို့ကနော်ကိုကျင်းစာစိတ်လေးနဲ့နော်ဟော ါမျိုးပေါ့ကိုချင်းစာစိတ်ကလေးနဲ့ကိုကိုကိုဆုံးမပြီးတော့လောဘနေအောင် လောဘနေတဲ့လူကဒီနေဒီကာလမှာတကယ်ကိုဒုက္ခနေမဲ့ကာလပါအဲ့လိုပဲဒေါသနေရင်ဒီကာလမှာတကယ်ပဲဒုက္ခနေမဲ့ကာလဖြစ်ပါတယ်เนาะအဲ့တော့ဂျိုနီထားလိုက်ကျွန်မဆောင်ရင်ဆောင်ရင်တွေကိုပြောပါမယ်ဒီညမှာထပ်ပြောချင်တာကဒေါသနေဖို့အတွက်ကျွန်မတို့ပြုလုပ်နိုင်တာကမေတ္တာတုပ်ပေါ့เนาะမေတ္တာတုပ်ပြုကိုကျွန်မတို့ ုံမှန်နဲ့မေတ္တာပွားများလို့ရတယ်เนาะကျွန်မကတော့ဒီကာလတွေမှာသက်ဆောင်ကမ္မထံ၄ခုစလုံးကိုပွားများစေခြင်းနဲ့ဒါပြီးရခါကျကျွန်မရေရာအနေနဲ့ပြောပါမယ်เนาะအခုတော့ကျွန်မဂျူအနေထားတွေပေါ်မှာမူတည်ပြီးတော့နေ့လိုက်ဆောင်ရံရှောင်းရံတွေကိုကျွန်မပြောပါမယ် မေလ10ရက်နေ့ပေါ့နော်မေလ10ရက်နေ့ ਆ ဆိုလို့ရှိရင်ကျမတို့စနေနေ့ကြပါတယ်မေလ10ရက်နေ့ ਆ နေ့ချမ်းပါတယ်နော်တည်စီတတ်တဲ့မြစုယုတ်နဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့စီရတဲ့ကာနာယုတ်ကြတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒါနေ့ချမ်းနေ့သဘောရှိပါတယ်เนาะအမောင်ကာလကတော့เนาะမနက်3:00နာရီကနေစပြီးတော့အမောင်ကာလဝင်ပါတယ်နောက်နနက်9:00နာရီကနေပြီးတော့နနက်10:30အတွင်း ဒါတွေကအမောင်ကာလာဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအမောင်ကာလာတွေမှာတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုရှောင်ကျင်တာတော့အကောင်းဆုံးပါပဲပေါ့เนาะမေလ10ရက်နေ့ဟာနေ့ချမ်းနေ့အတွက်ကျမတို့เนาะဘာရွတ်တင်တယ်လဲလို့ပြောရင်မူလင်းလေးကเนาะမြစ်တာတော့ပူဇော်ပါပြီးရင်ဂုံတော်ကိုးပါပူဇော်ပါဂုံတော်ကိုးပါကိုကျမတို့ပတိတပတ်လောက် စိတ်ပါနောက်ဗုဒ္ဓံသဏ္ဍာန်ကိစ္စမိဓမ္မသဏ္ဍာန်ကိစ္စမိတန်ခါသဏ္ဍာန်ကိစ္စမိပေါ့နော်တရဏဂုံကိုတီးပါနော်အခြားဘာသာဝင်တွေကလည်းအခြားဘာသာကိုးကွယ်တဲ့သူတွေကလည်းကိုယ့်ရဲ့သက်ဆိုင်ရာဘာသာအလိုက်ပေါ့နော်ဒါဘာသာကြီးဆိုင်ရာနော်လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်အဲ့ဒီလိုနေမှာကံကောင်းတဲ့အရက်ကတော့အရှိတောင်ရပါနော် ခံကောင်းစေတဲ့အရာကတော့အဖြူရောင်သို့မဟုတ်နုနှစ်ရောင်သို့မဟုတ်နန့်သာရောင်တွေကခံကောင်းစေတဲ့အရာဖြစ်ပါတယ်။ဟုတ်ပြီစနေနေ့မှာဘလို့စုံးလို့ကတ်ရေနော်အခါရစုံးနေနေဆိုလို့ရှိရင်တော့နော်တာကူကတ်လို့ရပါတယ်နော်တာကူအခါရစုံးကတ်လို့ရပါတယ်မေလ17ရက်နေ့မှာတော့နော်သူကတော့သူက အကောင့်အစိုးနှစ်မျိုးစလုံးကြုံနိုင်တဲ့နေ့ဖြစ်ပါတယ်။တော့ပစ္စည်းဥစ္စာတွေပေါများစေတတ်တဲ့ဘရုံမာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့လုံမကယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။အမောင်ကာလကတော့မနက်6နာရီကနေပြီးတော့ညနေ12နာရီအတွင်းအချိန်ကာလမကောင်းပါဘူး။တနင်္ဂနွေနေ့ရက်မှာမေလ17ရက်နေ့ကကဆုံလာပြီနေ့ဖြစ်ပါတယ်။ညောင်ရီသွန်းမွဲလေးဖြစ်ပါတယ်။ဒါပေမဲ့အခါတော့နော်နေ့လိုက် ဂျူရီရအခါတော့မကောင်းပါဘူးเนาะအဲ့လိုကာလတွေမှာတော့ကျမတို့ကပို့ပြီးတော့ကုသိုလ်ရေးကိုလုပ်တင်ပါလေเนาะကုသိုလ်ရေးလုပ်တယ်ဆိုတော့ကျမတို့အပျော်ပါးတွေအဲ့လိုအဲ့လိုနေမှာမူရီတောက်စားတာတွေမလုပ်ပါနဲ့ရံဖြစ်တာတွေ ဒါမျိုးတွေကိုရှောင်မှတတ်နိုင်ဆုံးကိုဘသီလယူမယ်ပြီးမေတ္တာဘာဝနာပွားမယ်ပေါ့နော်မေတ္တာဘာဝနာပွားမယ်အဲကျွန်မသက်ဆောင်ကမ္မထံ၄ခုရှိရယ်ပထမကဗုဒ္ဓနုတ္တိပေါ့နော်ပြောမယ်ဆိုရင်တော့ဘုရားရဲ့ဂုဏ်တော်တွေကိုပွားတာဒါကိုဗုဒ္ဓနုတ္တိပွားတယ်လို့ဆိုပါတယ်နော်ဗုဒ္ဓနုတ္တိပွားမယ်ပြီးမေတ္တာဘာဝနာပွားမယ်ပြီးရင်ကျွန်မတို့ကအာနာပါနကမ္မထံပေါ့နော်အာနာပါနကမ္မထံအထုံးမယ်ပြီးရင်ကျမတို့ကမရဏ ानु တ္တိပေါ့နော်မရဏ ानु တ္တိ အတုပကမ္မထံကိုဝိုင်းလေရတယ်မရဏနုတ္တိပေါ့နော်ကမ္မထံကိုဝါတယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်အဲ့လိုနေမှာတော့ جماعه ကဟိုသွားဒီသွားဟိုလဲဒီလဲရှောက်ပြီးတော့နော်အဲ့လိုသွားကြတာထက် جماعه ကတော့အိမ်ကဖျားမှာတံပေါက်ဆိုးပေါ့အခါရဆုံးကတ်မယ်ဆိုရင်တံပေါက်ဆုံးကတ်လို့ရပါတယ်ကန်ကောင်းလက်ပွင့်စီရဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်ရွတ်ပွားမယ်နော်ဂုံတော်ကတော့ ဂုံတော်ကွန်ချဖြစ်ပါတယ်เนาะအဲ့လိုနေမှာကျမတို့ဂုံတော်ကွန်ချပူဇော်မယ်မေတ္တာဘာဝနာပွားမယ်ပြီးရင်အတုပကမ္မထံအားထုတ်မယ်ပေါ့เนาะဒါမျိုးလှုပ်ဆောင်တဲ့နေလို့ကျမကမေတ္တာနဲ့အကြံပြုပါတယ်နေလ စနေရနေ့တနင်္လာနေ့ကတော့သူကတော့ရက်ကောင်းပါတယ်เนาะစတာရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့တဲ့မိတာယုံရထားတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့ကောင်းတဲ့နေ့မှာတော့ကိုယ့်ရဲ့เนาะငွေကြီးပိုင်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေလုပ်ငန်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှုသိလျော်ပါတယ်ပေါ့เนาะအဲရှောင်းရဲ့အမောင်ကာလာကတော့မနက် ၃ည၃ည၊နာရီရနေပြီးတော့မနက်6နာရီ38မိနစ်အတွင်းမှာအချိန်မကောင်းပါဘူးအခါမကောင်းပါဘူးသို့တော့တနေ့လုံးအခါကောင်းတဲ့အတွက်ငွေကြီးဆိုင်ရာကိစ္စတွေနဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်သင့်ပါတယ်မေလ7ရက်နေ့ပါနော်မေလ7ရက်နေ့မှာအရက်အနေနဲ့ကတော့အနောက်ရက်ဟာကံပွင့်လက်ပွင့်ပါတယ်နော်အယောင်နေနဲ့ဆိုလို့ရှိရင်တော့အဖြူရောင်မီကိုရောင် ယောဂီအောင်ပေါ့နော်ဒီလိုအယောင်တွေကကံအားကိုအထောက်ပံ့ပြုစေမယ့်အယောင်တွေဖြစ်ပါတယ်ဂါရာအနေနဲ့ရွပွားလိုတဲ့လူတွေဂါရာအနေနဲ့ကတော့ဒီလိုအကာလမှာနော်ငွေဝင်ဂါရာလို့ပြောရဲနော်ဒီဝါတပတိဂါရာကိုပူဇော်မယ်ဆိုလို့ရှိရင်လေပတိတပတ်ပေါ့ဒီဝါတပတိဂါရာကိုပတိတပတ်ပူဇော်နိုင်တယ်လို့ပဲဂုံတော်ကွန်ချာကိုပူဇော်မယ်ဆိုလို့ရှိရင်လေဂုံတော်ကွန်ချာကိုကိုးကောက်ပူဇော်ပေးပါဒါဆိုလို့ရှိရင်တော့နော်လက်ဒါပါ ောင်းမွန်ပါလိမ့်မယ်။မေလ23ရက်နေ့မေလ23ရက်နေ့ကတော့သူကအကောင်းအဆိုးနှမျိုးစလုံးတွဲနေတာတွေ့ရပါတယ်နော်။စက်တီမင်္ဂလာရှိစီတဲ့တိရိဝိဆာယုတ်နဲ့နော်မနက်7:23မိနစ်မှာပျက်စီးဆုံးရှုံးစီတဲ့တဲ့ဝစီယယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်။အဲ့တော့အကောင်းနဲ့အဆိုးနှမျိုးစလုံးတွဲနေတဲ့နေ့ဖြစ်ပေမဲ့ အမောင်ကာလပေါ့နော်အမောင်ကာလဆိုတာလေအရေးကြီးပါလေအမောင်ကာလမှာကိုကလှုပ်ဆောင်နေဆိုရင်ဘာလှုပ်လှုပ်အစင်မပြေတတ်ဘူးမအောင်မြင်တတ်ဘူးပေါ့နော်အဲ့ဒါကြောင့်အမောင်ကာလကတော့မနေ့9နာရီ16မိနစ်ကနေပြီးတော့ည9နာရီ16မိနစ်အတွင်းကတော့အမောင်ကာလဖြစ်ပါတယ်เนาะအဲ့ဒီအမောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်ပါအဲ့ဒီနေ့မှာကျမတို့ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အရှိတောင်ရက်ဖြစ်ပါတယ်เนาะအဲ အရောင်ကတော့ကျမတို့အဝါရောင်နော်နောက်နန့်သားရောင်ဒါလေးတွေကောင်းပါတယ်နော်နောက်နီညူရောင်ပေါ့နော်ဆုံးကတ်မယ်ဆိုလို့ရှိရင်တော့ကျမကတော့ဘာဆိုးကိုနဝင်းဆုံးကတ်တင်တယ်လို့ကျမကယူဆပါတယ်နော်အဲ့လိုနေမှာနဝင်းဆုံးလူတန်းမှာပြီးရင်တော့ကျမတို့ဂုံတော်ပွားပါနော်မေတ္တာဘာဝနာပွားပါနော်အဲ့ဒါကိုလေကျမမေတ္တာနဲ့အကြံပြုပါတယ်မေလ14ရက်နေ့ဗုဒ္ဓဟူးနေ့ကတော့ သူကချမ်းသာရစေတဲ့เนาะချမ်းသာကြီးပွားစေတဲ့တောများရုပ်နဲ့နေ့၁၂နာရီအလွန်မှာတော့သူကပစ္စည်းဥစ္စာတွေဆုံးရှုံးစေတတ်တဲ့ဒွဲချရုပ်เนาะကောင်းတဲ့ရုပ်နဲ့မကောင်းတဲ့ရုပ်နှစ်ခုတွဲနေတယ်เนาะအထူးသဖြင့်အချိန်ကာလကလည်းရှောင်းရဲ့အချိန်ကာလကလည်းမနက်9နာရီ16မိနစ်ကနေပြီးတော့ည16မိနစ်9နာရီ16မိနစ်ထိအချိန်ကာလမကောင်းပါဘူးเนาะအဲ့တော့အဲ့ဒါအမောင်ကာလပါ ဲ့တော့နေ့အနေနဲ့ကတော့အကောင်းအဆိုးနှမျိုးစလုံးရောနေတဲ့နေ့ဖြစ်တဲ့အတွက်တချို့ကိစ္စတွေကိုကိုကအမောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့တနေ့လုံးအမောင်ကာလဖြစ်နေတဲ့အတွက်တော့ဂရုစိုက်ရပါမယ်ကံကောင်းနဲ့ပွင့်စေတဲ့အရက်ကတော့အနောက်အရက်ဖြစ်ပါတယ်နော်အရာကတော့ဖြူရောင်เนาะကျမကတော့အဖြူရောင်ပြီးတော့အစိမ်းရောင်ကောင်းကင်ပြာရောင်ပေါ့เนาะအပြာရောင်အဲ့လိုရောင်လေးတွေကအဲ့ဒီနေ့မှာ တန်တရားကိုအထောက်ပံ့ပြုပါလိမ့်မယ်ရွတ်ဖတ်တဲ့ကာတာကတော့နော်မေတ္တာဘာဝနာပွားမယ်ပြီးရင်အတုကကမ္မထမ်းပေါ့နော်ဒါမျိုးကိုပွားများမယ်ဒါဘာဝနာပွားမယ်ပေါ့ရွတ်ဖတ်တဲ့ကာတာကတော့ပုပ္ပနာတုတ်ကိုရွတ်ဖတ်ပါရာဟုစံပြုတ်ဆိုးကပ်ပါလို့ကျွန်မမေတ္တာနဲ့တိုက်တွန်းပါတယ်နော်မေလ15ရက်နေ့မေလ15ရက်နေ့မှာတော့သူကနေ့ကျမ်းပါတယ်နော်တေစီတတ်တဲ့ မြင့်စုယုံနဲ့ဆင်းရဲဒုက္ခတွေကိုတွေ့ကြုံစေတတ်တဲ့ကာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။မနေ့၃ည၃ညနာရီရနေပြီးတော့ညနေ၃နာရီအတွင်းအမောင်ကာလဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့တနေ့လုံးနှီးပါပဲเนาะ။အခါမကောင်းဘူးပေါ့နော်အခါလည်းမကောင်းဘူးရထားတဲ့ရုပ်တွေလည်းမကောင်းတဲ့အတွက်25ရက်နေ့ကြာသပိတ်နေ့မှာဂယူးဆိုင်ပါမြတ်တာဘာဝနာပွားများပါဒ လိုနေမှာတော့ရွတ်ဖတ်တဲ့ဂါရာကတော့သံဗုဒ္ဓေဂါရာကိုပတိတပတ်စိတ်တင်ပါတယ်။ကံကောင်းလက်ပွင့်စေတဲ့အရက်တကတော့အရှိတောင်အရက်ဖြစ်ပါတယ်။နော်။ဆုံးနေနဲ့ဘာလူတန်းမလဲလို့ပြောရင်နဝင်းဆုံးနဝင်းဆုံးကျမတို့ကတ်လူတန်းနိုင်တယ်လို့ပဲเนาะဘာလူတန်းလို့ရသေးလဲ ပြောရင်တော့เนาะကျမတို့ယာခုစိုးနဲ့လက်ဖက်နဲ့လှူဒန်းလို့ရပါတယ်เนาะဒီလိုနေမှာတော့ကျမအဲနဝင်းစိုးနဲ့လက်ဖက်လှူဒန်းတာပို့ပြီးတော့ကောင်းမွန်ပါတယ်เนาะကန်တရားရဲ့အထောက်ပံ့ကို ရရှိစေနိုင်တယ်เนาะအယောင်ဝိစင်သင်းနဲ့အယောင်ကတော့เนาะအဲဘာဘာအဝါရเนาะပြီးရင်နန်းသားရဒါမျိုးအယောင်ကတော့နောက် ယောဂီအောင်ပေါ့နော်အဲ့လိုအောင်ကတော့ကန်တရားရဲ့အထောက်ပံ့ကိုရပါလိမ့်မယ်နော်ဒီနေ့မှာတတိထားတင်တာကတော့နော်ရှင်ပြူတာတို့အိမ်ဆောက်တာတို့နော်ညီတန်တာတို့နော်အဲ့လိုမျိုးကိစ္စတွေကို15ရက်နေ့မှာ လုံးဝမလုပ်ပါနဲ့နော်အဲ့လိုလုံးဝလုံးလို့မရတဲ့နေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နော်ဒါက ဆိုးတဲ့အခါဖြစ်တယ်လို့ပဲเนาะတနေ့လုံးအမောင်ငိမ်ဖြစ်တယ်လို့ပဲရထားတဲ့ရုပ်ကလေဆင်းရဲဒုက္ခတွေကိုတွေးကြုံစေတတ်တဲ့ရုပ်နဲ့သိစေတတ်တဲ့ရုပ်ရထားတဲ့အတွက်လုံးဝအမြင်စေလို့တဲ့ကိစ္စတွေကိုဘလို့ကိစ္စမျိုးကိုမှ မလုံးသင့်ပါဘူးလို့ကျွန်မကအကြံပြုပြီးတော့တိုက်တွန်းပါတယ်မေလ16ရက်နေ့เนาะစနေနေ့ကတော့ sorry မေလ16ရက်နေ့တောက်ကြနေပါเนาะတောက်ကြနေ့ကတော့เนาะ အဲကောင်းတဲ့ရုပ်ရထားပါတယ်เนาะသူထိယရုပ်နဲ့သူဘရုပ်ရထားတယ်သူဘရုပ်ဆိုတာချမ်းသာကြီးပွားစေရတဲ့ရုပ်ကသူဘရုပ်ပါเนาะเจ้าအိမ်တိုက်တာတွေကိုဆောက်လုပ်ဖို့အတွက်ကောင်းကောင်းတဲ့နေ့ပေါ့နော်ဒီလိုနေ့ရတော့ဒါတကယ်ကောင်းတဲ့နေ့လို့ပြောလို့ရပါတယ်အမောင်ကာလကတော့မနက်7:00နာရီခွဲကနေပြီးတော့နေ့7:00နာရီအတွင်းကတော့အမောင်ကာလဖြစ်ပါတယ်နော်ကျန်တဲ့အချိန်တွေမှာကျမတို့ ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ရှောင်းရဲ့အမောင်ကာလာကိုရှောင်ပြီးတော့နော်လှုပ်ဆောင်လို့ရပါတယ်။နော်ရင်းရင်းတူတာဒီအိမ်ပေါ့နော်အိမ်ပြင်မှုပဲဖြစ်ဖြစ်အိမ်ဆောက်တာပဲဖြစ်ဖြစ်မြေတန့်တာပဲဖြစ်ဖြစ်နော်အလှလှုပ်တာပဲဖြစ်ဖြစ်နော်ရှင်ပြူတာပဲဖြစ်ဖြစ်ရဟန်းခန္ဓာပဲဖြစ်ဖြစ်မင်္ဂလာယူပြီးတော့လှုပ်ဆောင်မယ်ကိစ္စတွေကို မေလ16ရက်နေ့မှာလှုပ်ဆောင်မှုသိလျော်ပါတယ်เนาะကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်เนาะအခါရကတ်လူရမယ်ဆုံးကတော့လက်ဖက်ဆုံးဖြစ်ပါတယ်ရွတ်ဖက်ပူစော်သိတဲ့ဂါထာကတော့မေတ္တာတုတ်ပြီးခန္ဓာတုတ်ပြီးကျမတို့နော်မေတ္တာတုတ်ခန္ဓာတုတ်မောရတုတ်ရွတ်ဖက်ပူစော်ဖို့အတွက် ဟုတ်ပြီတင်နေရပါတယ်တမုတ်တွေကားတာကိုပတိတပတ်ဆက်ရည်လဲတင်တော်ပါတယ်ဂုံတော်ကွန်ချောကိုနော်ကိုကပူဇော်ပြီးရင်လဲကိုပူဇော်ပြီးရင်လဲတင်နေရတဲ့နေ့ဖြစ်ပါတယ်အဲ့တော့ကျမအနေနဲ့ကတော့နော်မေလ16ရက်နေ့ထိကျမနေ့လိုက်ဆောင်းရှောင်းရဲ့နေ့နေ့အခါကြောင့်ကျမ ညဝေပြီးပါပြီအဲ့တော့ဒီကာလမှာကျမချစ်တဲ့သူတွေအားလုံးကိုကျမကကုသိုလ်ရေးတွေများများလုပ်ဖို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်နော်လောဘကြီးဒုက္ခကြီးရေဒေါသကြီးရေလည်းဒုက္ခကြီးတဲ့ကာလဖြစ်တဲ့အတွက်နော်လောဘကိုကျမတို့ကိုချင်းစာစိတ်ကလေးနဲ့ကျမတို့ထိမ့်ပါမယ်ဒေါသကိုတော့ကျမတို့မေတ္တာစိတ်ကလေးနဲ့ပဲထိမ့်ပါမယ်နော် အဲ့လိုဒေါသတွေလောဘတွေမောဟတွေကိုထိန်းနိုင်ပါမှဒီကာလဟာကျမတို့တတ်တာရရမယ်ကာလဖြစ်ပါတယ်เนาะအဲ့တော့လူတဲ့ခါကျတော့လေကျမတို့ကเนาะဟိုလောဘနဲ့မလူဟာဘာဖြစ်ချင်လို့နော်ကိုယ့်ရဲ့အကျိုးစီးပွားပေါ်မှာအခြေခံပြီးတော့လှူတာမျိုးမလုပ်ဖဲနဲ့တကယ်လိုအပ်နေတဲ့လူတွေကိုစိတ်ထဲကနေမြတ်တာစေတနာအပြည့်အဝနဲ့လှူဒန်းပါလို့ကျမကမြတ်တာနဲ့တိုက်တွန်းအပ်ပါတယ်ရှင်အဲ့တော့ချစ်တော်သူပြန်အားလုံးကျမ်းမာကြပါစေ